ားစားတဲ့ဟာကိုမပြီးနိုင်လို့အဲ့မှာဂန်းယူခဏဒီကန်200ရောက်တက်ပါလေဗျာလို့ယူထားရတယ်မပြီးတရားမရှိသေးဘူးအဲ့ဒါကိုအဲ့ဒါကိုပြီးတာပြီးခဲ့ရအပြန်မှသွားယူရအောင်အဲယူချမိတက်ဆိုရင်လည်းအဲဘောနော်10ရောက်ကျော်သွားပြီဗောနော်မြင်ကြမှာကြာဒီကြပိုင်းထဲမှာဟိုဂျာမေဂျာမေတက်ပိုင်း23အောင်ရှိပြီကြာတာတန်ရတာမပါဘူးကိုလိုက်ကဆောင်းချုံတာမပါဘူးဗျဒီစတင်းနေဆိုလဲဒါညီတို့လုံးဝဘောနော်အလုပ်အဆင်ရည်အနေနဲ့လုပ်နေရတဲ့အပိုင်းရှိပါအရှိမြင်ကြမှာဆိုရင်လည်းအဲဘောနော်ဒီတိုင်းဘုပဲဖြစ်ဖြစ်ဘောနော်အခြားဆေးအုပ်စုရဲပဲဖြစ်ဖြစ်ခွေးပဲဖြစ်ဖြစ်ဗောဘလို့ပဲထူးစစ်တည်ဆင်းနေပါလေ အညိုတက်တွေကခုချိန်ကြီးရှိနေပါလေဘဲမှမပြေးပါဘူးဗျာနော်အညိုတက်တွေရှိနေပါလေအခုကနေ့ကအညိုမှာမှန်းချက်ရှိရဗျာအညိုပြရောက်တက်ကိုအမိဖို့မပြူပါတော့မဟုတ်ဘူးကွနော်ပြရောက်တက်ဆင်းမှာတိုက်မယ်ဆိုတဲ့တက်ထဲမှာတော့ညိုမပါဘူးဗျာအညိုပြဆင်းရတီဆောက်မယ်ကြီးတော်အောင်လုပ်မယ်ပြီးရင်အညာမှာပေါ့နော်ညာသားကြီးဥဆောင်တဲ့မြို့သိန်းလက်လုံးနဲ့လည်းတင်းလို့ရပါတယ်တင်းလို့ရတဲ့နေ့တိုင်းအများကြီးရှိတယ်ပေါ့ပြင်ဆင်စုဖွဲ့တီဆောက်နေပါလေမကြခင်ချိန်တွင်းမှာမြင့်ကြံရလို့မဟုတ်ပါဘူးညိုတက်ကတော့နေနေဆွဲတော့မရှိပါဘူး မင်းကြံလည်းမရှိဘူးငါတို့လည်းမရှိဘူးညီတို့ကတော့စစ်ကောင်စီချင်းနေအကုန်ကျုံးပါပဲညီတို့ကကုန်တိုက်ပါပဲအဲ့တော့ညီတို့ပြင်ဆင်နေအကောင်ဆုံးကျိုးသားနေပါလေခရီးခံသွားမှာဘယ်တော့မှညှိနှိုင်းမှာမဟုတ်ဆွေးနွေးမှာမဟုတ်အပြတ်ကျုံးမှာကျောင်းအောင်လည်းကျုံးမှာနိုင်အောင်လည်းကျုံးမှာညာညင်းချန်တော်ထိုးကြီးလမ်းပိုင်းကိုစစ်အုပ်စု၃လကြာစစ်ကြောင်းထိုးပုံကျဲပြီးနောက်ပြန်လဲထိန်းချုပ် လမ်းဘေးဝဲရာကကြေးရွာတွေကိုစစ်အုပ်စုစီးနှင်းပြီးနောက်ပစ္စည်းတွေကိုလူရက်ကနေအိမ်တွေကိုမိရှုမန္တလေးတိုင်းမြင်းချံနော်ထိုးကြီးလမ်းပိုင်းကိုနေမြေစိုးမိုးနိုင်ဖို့စစ်အုပ်စုနဲ့ပြူစောထီးတွေတုံးလာကြမြေပြင်စစ်ကြောင်းထိုးတာနဲ့လေကြောင်းကနေဘုံးဆက်တိုက်ကျပြီးနောက်နိုဝင်ဘာလထဲမှာပြန်လည်ထိန်းချုပ်သွားတယ်လို့မြေပြင်သတင်းရင်းမြစ်ကမဟုပြောပါရယ် ပြီးခဲ့တဲ့အောက်ကုလက မြင်းချန်နဲ့အရှိချမ်းနဲ့နွားထိုးကြီးနဲ့နောက်ချမ်းကကြေးရွာတွေကိုစစ်အုပ်စုနဲ့ပြူတွေစစ်ကြောင်းထိုးမိရှုပြီးနေမြေဆူးမှုဖို့စူးစမ်းခဲ့တာဖြစ်တယ်လို့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေနဲ့ပါနှစ်ဖက်အပြင်းထန်တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ် စ်အုပ်စုနယ်ပြည်တွေကမြင်းချန်နွားထိုးကြီးလမ်းပိုင်းကိုထိန်းချုပ်နိုင်ဖို့အတွက်၃လကြာစစ်ကြောင်းထိုးတာနဲ့လေကြောင်းကနေပါနေ့စဉ်လိုလိုဘုံကျဲပစ်ခတ်တာတွေပြင်လက်ရှိအချိန်ထိလမ်းဘေးဝဲရာကကြေးရွာတွေကိုစီးနှင်းလူရဲမိရှုနေစေဖြစ်တယ်လို့မြေပြင်တည်ရင်းမြစ်ကဆိုပါတယ်။နွားထိုးကြီးမြင်းချန်လမ်းကသူတို့စစ်အုပ်စုစုံမိုးထားနိုင်ပြီလို့ပြောလို့ရပါတယ်။ ြီးခဲ့တဲ့လက်ကုံပိုင်းလောက်ကသူတို့နဲ့တော်လန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပြီးနောက်မှာနေမြေစူးမိုးသွားတဲ့သဘောပါလက်ရှိကလမ်းပိုင်းပေါ်နဲ့လမ်းဘေးအနီးဝင်းကျင်ကရွာတွေကိုပဲသူတို့စူးမိုးထားတာပေါ့ကျန်တဲ့နေရာတွေကတော့သူတို့နေမြေမစူးမိုးနိုင်သေးဘူးအခုကားလမ်းပေါ်ကကန်နောင်းတို့တာယာကုန်းတို့လမ်းဘေးဝဲရာကရွာတွေကိုပတ်ပြီးတော့စခိုင်းတွေကအိမ်တွေမိရှုလိုက်ပစ္စည်းယူလိုက်နဲ့လုံနေကြတာ စစ်အုပ်စုနဲ့တီတာယူမုံဦးဆောင်တဲ့ပြည်တွေကနွားထိုးကြီးမြင့်ချန်လမ်းပိုင်းကို내မည်စိုးမိုးနိုင်မှုစစ်ကြောင်းထိုးရမှာတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေနဲ့အချိန်ချင်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတိုက်ပွဲမှာအထိနာချင်းပြန်ဆုတ်ပြေးလိုက်ရှီတိုးလိုက်နဲ့내မည်စိုးမိုးနိုင်မှု၃လကြာနေအိမ်ယာနဲ့ချီမိရှုဖြစ်စည်းခဲ့ပြီးနောက်ဒေတာခန့်ဆယ်နဲ့ချီကိုလည်းဖမ်းဆီးတပြက်ခဲ့တယ်လို့ဒေတာခန့်တရင်ရင်းမြစ်တွေကဆိုပါတယ် ပြီးခဲ့တဲ့အောက်တိုဘာ28ရက်ကမြင်းချန်နွားထိုးကြီးလမ်းပိုင်းပေါ်မှာစစ်ကြောင်းထိုးတက်လာတဲ့စစ်အုပ်စုတီတာယုမုံဦးဆောင်တဲ့ပြည်တွေနဲ့တော်လန်ပူပေါင်းတပ်ဖွဲ့တွေကြားနွားထိုးကြီးနယ်တွေကကံရွာမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်အုပ်စုအထိနာပြီးဆိုင်ကယ်တွေနဲ့ပြန်ဆုတ်ပြေးသွားခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့တွေကသတင်းထုတ်ပြန်ထားပါတယ်။ ဒါအပြင်အော်တိုဘာ20ရက်ကလည်းမြင်းချန်နွားထိုးကြီးလမ်းပိုင်းပေါ်မှာမောင်းနှင်လာတဲ့စစ်အုပ်စုနဲ့ပြူတွေပါတဲ့ကားသုံးစီးကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်အုပ်စုအထိနာဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးဂျမ်ဘာကားတစီးနဲ့တနတ်၃လက်ကိုတော်လန်ရေးတပ်ဖွဲ့တွေတင်စေရရှိခဲ့ပါသေးတယ်။ လက်ရှိမှာမြင်းချက်နွားထိုးကြီးလမ်းပိုင်းကိုစစ်အုပ်စုနဲ့ပြူစောထီးတွေနယ်မြေစုမိုးထိုးပေမဲ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေအချိန်မီပြန်ဖြစ်လာနိုင်တယ်လို့လည်းမြေပြင်တော်လှန်ရေးတရင်ရင်းမြစ်ကဆိုပါတယ်မြင်းချက်နဲ့နွားထိုးကြီးမြို့နယ်ထဲမှာစစ်အုပ်စုကလက်ရှိအချိန်ထိစစ်ကြောင်းထိုးမိရှုနေဆဲဖြစ်တယ်လို့လေကြောင်းကပါဘုံကျဲနေတာကြောင့်ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းဒေသခံ၅ဦးသေဆုံးခဲ့တယ်လို့စစ်အုပ်စုစစ်ကြောင်းကဖမ်းဆီးပစ်တက်ခဲ့တာကြောင့်နွားထိုးကြီးနဲ့တောင်ကျန်းထနောင်းပင်လဲရွာက ဒေတာခန်၃ဦးသေဆုံးခဲ့တယ်လို့ဒေတာခန်တည်ရင်းမြစ်တွေကပြောပါတယ်။မြင်းချန်နဲ့နော်ထိုးကြီးနယ်အဲမှာစစ်အုပ်စုနဲ့ပြူတွေစစ်ကြောင်းထိုးစီးနှင်းလူရဲမိရှုနေတာကြောင့်ကျေးရွာပေါင်း၃ဆယ်ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူတွေဘေးလွရာထွက်ပြေးတိမ်းရှောင်နေကြရပြီးစားနဲ့ရိတ်ခါဆေးဝါးအမိုးအကာစတဲ့အကူအညီတွေလိုအပ်နေတယ်လို့စစ်ပေးဆောင်ရေးကူညီလှုပ်ဆောင်နေသူတွေကဆိုထားပါတယ်။